เออยกเบยว่าสายยีไล่ตาอ๋อเอ้าเปียวลิยายยีเยลิကျွန်တော်တော့မမွေးသေးဘူး။စပါချီချိုစာရေးဆရာမှမသိပါဘူး။ဟောတကယ်အသက်ကြီးအောင်လို့နည်းနည်း possible possible လောက်တက်လာပြီ။ဒီရင်တော့မလောက်တော့ဘူး။ခုနည်းနည်းလေးလောက်တက်လာပြီ။ဟဲ့အဲ့လိုလုံးမနေလေးစားရမလား။ချီချိုလေအဲ့လူယောဂါပြီ။အဲ့လူနဲ့ရိုက်မရိုက်ပဲ။သေပြီ။သေပြီ။ကိုယ်ဆိုဝေဟော။ကိုယ်ညဝင်နေရိုက်ချင်လို့လေ။သေပြီဟဲ့လို့ပြော။အဲ့လိုအချင်းချင်းအဲ့ဒီအချင်းချင်းတားကားပြီးပါ။တားစုနဲ့ရိုက်မယ်လေ။ ။ဟိုတေလို့အယိုတော့မရှိတော့မရှိတော့ဘူးအဲ့ဒါ။ကယ်ရမီကလည်းငါကယ်ရမီလက်တော်မရှိဘူးခဲ့သိလားငါဘယ်သူနဲ့ရှင်းရှင်းငါပြုတ်တယ်ပြုတ်ကြောပြုတ်ကြောကြောကြောတယ်မပြုတ်ပြုတ်ကြောဒီနေ့ပွဲတက်လေးကကျွန်တော်နဲ့ချစ်ကိုနဲ့အာစီးတစ်ခုမှပါဝင်ထားလို့ပွဲတက်ပြီးသွားပါခင်ဗျ အာ driver ကတော့ဆီယမခင်ရှင်တို့ဖြစ်ပါတယ်တရုတ်ဆောင်ကတော့အာချိုချိုကျွန်တော်ပြီးတော့မဖုံးတီကျော်ဖြစ်ပါတယ်ခင်ဗျအများကြီးတော့ပါတယ်လေနာမည်တွေမသိတော့ဘူးချိုချိုကတော့အင်းအဲ့ဒါလေးဟို80ခုနှစ်ကအဘကောမလေးပြင်းနေပါလေပေါ့အဲ့လိုမျိုးဘာလာတွေချတယ်အဲ့ခစ်ပေါ့အဲ့လိုအဲ့လိုပုံစံလေးပေါ့အဲ့လိုနောက်ပြီးတော့လဲကိုရုကနည်းနည်းဘကောမလေးဘူဆန်နာပေါ့နော်ဘူဆန်နေဘူဆန်နေဘူဆန်နေ အဲ့လိုပေါ့ free နေနိုင်နေတတ်တဲ့ style ပေါ့နော်အပြင်အတိုင်းပါပဲပြန်တိုင်းပါပဲနော်ဟုတ်ကဲ့အာဒါကကျွန်တော်နဲ့ဆရာမခေရှင်းကိုနေရိုက်တာအာနောက်နောက်အာဇလန်းနောက်ခုမြောက်ပြောသွားပါပြီပေါ့နော်ပထမရှင်းမှာလည်းတစ်ခုရိုက်ထားရတယ်အဲ့ဒါလေးကမပြပြသေးရပါပေါ့နော်အာပြကျအာဒါကတော့ဒုတိယမြောက်ပေါ့နော် ပြဆရာမရဲ့ဝတ္ထုကိုကျွန်တော်ဖတ်တယ်ဆရာမခေရှင်းကစာရေးဆရာမလည်းဖြစ်တယ်ပေါ့နော်သူ့ရဲ့ narrative ဆိုတဲ့ဒီဇလန်းကိုဖတ်ကြည့်ရတဲ့အချိန်မှာဆရာမရဲ့အထက်က သူ့ရဲ့ဒီဘယ်လိုပြောမလဲပုံစံကသူကအမျိုးသမီးဇက်ဆောင် strong ပေးရပေါ့နော်ဒါကလည်းကျွန်တော်မြင်နေမြင်ကြမရှိဘူးပေါ့နော်ဒီဒီကားမှာဆိုလို့ရှိရင်လည်းဒီကောက်ဘယ်လိုပြောမလဲနည်းနည်းလေး strong ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ဒါဆီယာမရဲ့ဒီပုံစံတစ်ခုဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းပါခင်ဗျာဟုတ်ဒီ narrative ဆိုရဲဒီဝိထုလေးရလာတော်တော်စိတ်ဝင်စားဖို့ကောင်းပါခင်ဗျာကျွန်တော်ဝိထုဖတ်ဖို့ကဆိုတော့ဒါဒုတိယဒုတိယမြောက်ပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်ဆီယမ်မဂျူရဲ့လာရဲ့လာရဲ့အောက်ဖက်မိုင်းဝေး ဒုတိယကတော့ဒီဆီယာမအခင်းရှင်ညိုရဲ့သူရိမ့်မယ်ကားတွေပဲသူဖတ်တာပေါ့ဟဲ့စာပြီးဝါသနာရှင်ပေါ့အဲ့တော့ညာနဲ့ပါဘုမတိယာအေးရုပ်ပဲတော့စာရေးလိုက်တာဟာအဲ့ဒါပြောလေးညာကြီးရဲ့လေ ဘာကြာကြာကြာနေပါရဲ့ဝတ္ထုစင်းနေမှာအမဂဇင်းနေမှာမဂဇင်းနေမှာရေးတယ်လေစတော့ခါကြီးကတာဘလို့လို့တိအောင်ပါလဲဘလို့ဒီခေတ်မှာရေးတာကျွန်တော်တော့မမွေးသေးဘူးစအောင်ချီချိုစာရေးဆရာမမသိပါဘူးဟာမှာသာပြင်းလို့တို့ကစာမပတ်ဘူးဒီခေတ်ကလေးတွေကအဲ့ဒါပဲမင်းကျွားလေစုံမကျင်နေဆိုတာအဲ့ဒါပဲစာမပတ်ကြတော့ကလေးတွေကဟိုဟိုဘာဘာကောင်းလဲအပေါ်မှာရှတ်တိုင်နေကြနဲ့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 လေးလေးနဲ့နဲ့ဟာတွေကိုတို့ ဘာခေါ်မလဲမလေးလာနိုင်ဘူးတိတ်မတိကြအဲ့မတိကြမတိကြဘယ်သူတို့ကလဲအဲ့လိုလဲမဆုံရသေးလို့ပါမကြုံရသေးဘူးလေသူတို့ကသူတို့အတင်ပေးမဲ့လူအစင်းသေးချင်းငါတို့ကရရှိမှာမရှိတာဟုတ်တယ်မလားသူတို့တင်နန်းနဲ့လည်းမရှိဘူးအလုံးရုပ်ရှင်ရိုက်မယ်ဟေးဆိုရိုက်ရိုက်ရိုက်ဆိုရိုက်ပြီးတော့ဟိုဥတုကတော့ဟိုထီးလေးဖရတ်တီနဲ့အဲ့ဒါမိတ်ဆက်ပြီးတော့ဗကာများပြနေနဲ့မိတ်ဆက်ပြီးတော့ဖြစ်ခဲ့ရတာလေသူတို့ကချောမော်ပြီးတော့တခါလဲတကယ်ကိုတင်ပေးမဲ့လူတွေရှိတယ် အနေကတင်ပေးမယ်လို့ရှိတယ်ပြီးတော့တကက်ကိုတင်နန်းနေပို့ချတာတွေရှိတယ်ဆိုတော့သူကကိုယ့်ဟာကိုတိတ်ပြီးတော့ဘာကုန်းလဲအားမဆိုင်ရချာအဲ့တော့သူကမသိသေးဘူး ဟုတ်တယ်အာမွန်တဲမွန်တဲချိန်မှာနေဝင်သည်မဲရတော့အကျယ်ကြီးအဆူဆူအဆူမခံအဆူမခံရတော့တော့မွန်အပြန်ကြရစောနေတော့စာမဖတ်ဘူးဘာညာပေါ်စီပေါ်စီတော့စာမဖတ်ပေမဲ့ရုပ်ရှင်တော့ကြည့်တယ်ဗောတော့နည်းနည်းအသက်ကြီးအောင်လုပ်နေနေပေါ်စီပေါ်စီလုပ်တတ်လာပြီရင်တော့မလုပ်တတ်ဘူးခုနည်းနည်းလေးလုပ်တတ်လာပြီဟဲ့အဲ့လိုလုပ်မှနေလေးစားတယ်မလားရင်တော့ဆိုသူတို့ကငါ့ကိုလေတကယ်ကိုကယူကိုမဆိုင်ခလေးတကယ်ချင်းလို့ပဲ တကယ်တကယ်ပတ်စံလိုချင်တဲ့အချိန်သာကတ်တာကျန်တဲ့အချိန်မှာခေါင်းပွင့်နေလားပြင်ကြိုက်နေလားမသိဘာမှသူတို့မသိဘူးအဲ့လိုမျိုးတာအကြီးကောင်ဆိုလာလာလာတယ်အကြီးကောင်ဆိုကျိုးဒီကောင်လာဘာလို့လဲသူတို့ရှိတယ်ဟိုဘက်ကမှနော်လိုချင်တာပြောသူကလေကျိုးမုံဘူးဟာဝေအခုတော့ကြည့်ပါတယ်သူမုံတက်ချိန်မှာနေတယ်ကြည့်ရဲ့အစိုက်ကစိုက်ကားလေးနေပြီးတော့အခု तू မကြည့်လို့မရဘူး तू တို့ဝေကားလေးလည်းကြည့်ရမေးတာချွတ်ချိုးတဲ့ ပြောပုံကြည့်ချူချူလေးအဲ့လူယောဂါပြီအဲ့လူနဲ့ရိုက်မရိုက်ပြန်သေပြီသေပြီဦးညဝင်းဟောဦးညဝင်းနဲ့ရိုက်ချင်လို့လေသေပြီဟဲ့လို့ပြောအဲ့လိုက်ချင်ချင်အဲ့ဒီအချင်းချင်တားငါပြီးပါတားသူနဲ့ရိုက်မယ်လေဟောသေလို့အယောတော့မရှိတော့မရှိတော့ဘူးအဲ့ဒါချူချူကားတွေကဘယ်ကားတွေချိန်လဲပြောကျွန်တော်အဲ့မွန်တန်းကြီးမှာနေမဲ့ဒီနဲ့အမေချီကအဲ့နှစ်ခုပဲပါဆိုအဲ့နှစ်ခုကနာမည်အကြီးဆုံးပဲကျွန်တော်အဲ့နှစ်ခုနဲ့အကယ်ဒမီကအများကြီးအများကြီးရောအများကြီးရောတင်းဝတီရောညာ ကျွန်တော်တို့တေးอยู่ดิอ่ะใช่ชาคควายไอ้เจ้าตาบวยน่ะมวยเตยอยู่เนาะมวยเตยอยู่มวยเตยอยู่ไม่มวยเตยอยู่ครับจี้จี้ได้มั้ยจี้ได้มวยเตยอยู่ตรุมวยเตยอยู่จี้ตรุมาจี้มาแล้วมาไปสิดิเนี่ยมวยเตยอยู่อ่าไม่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 จับดิจับดิอโลมาเปลี่ยนไม่ย่านายอ๋อเปลี่ยนแล้วไม่ผิดนะอ๋อรู้สึกตะชู่ဟာရပြန်ပြန်မြောက်မလောက်တာကောင်းတယ်ဒီတိုင်းလေးထားတာကောင်းတယ်ဘာလို့လဲသူကသူယုံကြည်တယ်ဗော မဟုတ်ဘူးယုံယုံကြည်ရမဟုတ်ပါဘူးဆိုတော့အဲ့တော့ကြော်ဟင်းချွတ်ချိုးသွားတော့ကြော်ဘူးဒါလေးကိုတွေးတွေးမဟုတ်လေဟိုမို့အော်ဘာလို့လဲအမလေးပြာဟုတ်တယ်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 မလားအေးအေးခိုင်းတာခိုင်းတာပြောပြောသားပြောဟုတ်ဟုတ်ကိုကိုလာမယ်လာမယ်နော်ဟုတ်ကဲ့ငါကြည့်ရနည်းနည်းပြဆီကင်းကပထမဆုံးတင်တဲ့အချိန်မှာပဲငလင်ထန်ကြောင့်ဖြစ်သွားတယ်ပေါ့နော် first day မှာလေဟုတ်ဖတ်စင်းမှာဖြစ်သွားတယ်အခုကြာတက်တက်ကပြရကားမြောက်ပါခင်ဗျာနင်တို့ပြပါလား င်တင်ကောင်းတယ်အကယ်ဒမီကလေငါအကယ်ဒမီလက်တော်မရှိဘူးဟဲ့သိလားငါဘယ်သူနဲ့ရှင်းရှင်းငါပြုတ်တယ်ပြုတ်ကြောပြုတ်ကြောကြောကြောတယ်မပြုတ်ပြုတ်ကြောဒါသူနဲ့တော့မတွေ့ရအောင်ချိုးနဲ့မဆုံဘူးဆောင်းရတယ်ကျွန်တော်ဒီ series တစ်ခုလုံးချိုးနဲ့ကျွန်တော်လည်းဆုံးလိုက်ရမှာရှိဘူးပေါ့နော်ဒီဇလန်းပုံစံအရာကတော့ချိုးချိုးကမဖုံးတီကြောရဲ့အခွားပေါ့နော်ဒီလိုမျိုးသူတို့ညောက်ကအဲ့လိုအချစ်ကိုအချစ်ကိုဘာခေါ်မလဲ ကိုယ့်ရဲ့ကိုရွေးလေးတွေကိုပြန်ပြန်ပြန်ပြသူတို့ကအချစ်အတွက်အရန်ခံစားတာပေါ့ခံစားတာနေနေခံစားတာငါအိနေတလို့ရှိတယ်ဆိုတော့သဘောအဲ့ဒါပဲအဲ့ဒါပဲနော်တူပါတယ်ဒီလိုပဲတူတယ်မလားအာတူတူအော်ဒီမှာလည်းတော်တော်လည်းပေါ့ပေါ့ပေါ့ပါပဲဒီမှာလည်းတော်တော်လည်းပေါ့ပေါ့ပေါ့ပါပါခင်ဗျာဟုတ်အဒီတဲ့ကရိုက်တာတိုင်းပဲဒီမှာဆိုရင်တော့မှရှိတော့အဲ့လိုကားနေရာလေးပါလေးရှိတယ်ပြင်မှာဆိုလည်းအဲ့တိုင်းပဲပေါ့နော် အာတချင်းတွေအဲ့လိုမျိုးတော့တိုင်းမျိုးတော့ကတော့မကားနေဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအဖေနဲ့တချင်းဆိုလိုက်အဲ့လိုမျိုးလေးအဲ့လိုမျိုးနေလိုက်ဆိုတော့ဒါလေးပြောပြ application နဲ့ပတ်သက်ပြီးပြောပြောပေါ်ဟာကြံငင်းပြီ rising star rising show အဲ့ဥစားကျွန်တော်ဒီလိုလာတော့ကျွန်တော်လုံးဝမသိလိုက်မသိဘူးဆိုတာဒီ program ကိုလုံးဝမသိဘူးဒါပေမဲ့ဒီလိုရောက်လာတော့သူတို့ရှင်းပြတော့ကျွန်တော်တော်တော်သဘောကျဟုတ်တယ်ဟုတ်တယ်ဘာလို့သဘောကျလဲနားရအောင်ပြောမယ်ဆိုလို့ရှိရင်မြန်မာ idol ကိုပဲ ရုပ်ရှင်အတွက်လုပ်ပေးတာတာသူတို့ရဲ့ဒီ audition ဝင်ပြီးလူရွေးမယ်ပြီးနိုင်တဲ့သူကိုတိုင်းနေရာစုပေးမယ်ပြီးရုပ်ရှင်ဆယ်ကားရိုက်ပေးမယ်ပြီးဒီဂျားထဲမှာသူတို့ရဲ့အဲ့လို training လုပ်ရမယ်သူကလည်းတကယ်ဝါရင်လုပ်ပေးမယ်တဲ့လုံးဝကွာဒါပုံပုံလေးပြောဆိုဒါကတော့ကျွန်တော်ကတော့ဒီချို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 ရှိနေလို့ကျွန်တော်ကဒီလိုမျိုးနေရာရောက်လာပါ ော်အကယ်၍ဒါချွတ်ချွတ်ပဲပံ့ပိုးမှုမရှိဘူးချွတ်ချွတ်စွာကြီးဒါမရှိဘူးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့တကယ်အိမ်မက်လိုမျိုးပဲဒီနုပညာရှင်တယောက်ဖြစ်ချင်မှုအတွက်အဲ့တော့ဒါကိုစီစဉ်ပေးရသူတွေအကုန်လုံးလည်းကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီအနုပညာကိုဝါသနာပါရရုပ်ရှင်မင်းသားမင်းသမီးဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီစီစဉ်လေးကိုလက်မလွတ်မှုအတွက်ကျွန်တော်ပြောချင်ပါတယ်သူတို့ကျွန်တော်ကြော်ညာခိုင်းတာမဟုတ်ဘူးကျွန်တော်ရင်ထဲအောင်ဟာဒီဖြစ်လာတာလေရင်ထဲအောင်ရင်ထဲအောင်ဟာဒီအမှုပညာအောင်ဒီလိုမျိုးခွင်လန်းနေပေးအောင်အရင်သဘောကျလို့ကျွန်တော်ပြောပြရပါအဲ့တော့ Rising Stars ဟို rising show ဆိုတာလေးကိုကြီးကြီးလိုက်ပါစိတ်ဝင်စားရဝင်ပြိုင်ဖို့အတွက်ပြောချင်ပါတယ်ဟုတ်တယ်အဲကျိုးလည်းအောင်မြင်စေရင်လည်းတိလားဘာလို့သူတို့ထားတဲ့စေတနာလေးတွေကောင်းတယ်လေနောက်ပြတ်တော့အပေါ်ဒီတက်သစ္စာလေးပေါ့မြတ်တဲ့သစ်ကလေးတွေအားလုံးရဲ့ရင်ခုန်တံပေါ့နော်ရင်ခုန်တံလေးတွေလည်းတကယ်ပြီးပြီးပြီးဖြစ်ဖြစ်ဖြစ်စေရမယ်ကြည့်ရင်လည်းကိုသူပြောတာနားထောင်နေဟဲ့ကောင်းလိုက်တဲ့အစီအစဉ်လေးဒါဟုတ်တယ်မလား writer ဆိုလဲ writer တွေကသင်ပေးမယ်သူတို့ဝိုင်းရင် writer တွေကသင်ပေးမယ်ဇာညော မြန်မာအမင်းသမီးဇပုတ်ဆိုင်ရအကုတ်ပေါ့နော်ဒါဒီဒါဒီတော့အရန်ဆက်သွက်ဖို့ကောင်းတယ်မြချိုလေဇာဝအားပေးမအူရလဲ host မအူရလဲ host တော့တကယ်ဒါကတော့လက်မလွတ်တဲ့ခွင့်ရလို့ပြောချင်ပါတယ်ဟုတ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်တော့ချစ်ချိုချစ်တယ်လို့ကျွန်တော်ကိုချစ်ပေးပါလို့ပြောချင်ပါတယ်အေးဒါလက်ကြီးလက်ကြီးကျေးဇူးများတယ်ကျေးဇူးပါဟုတ်ကဲ့